အစ္စရေးနဲ့အပြစ်ခရဆဲရေးကိုအီရန်ကအတည်ပြုလိုက်ပြီးယခုအခါအီရန်ဆိုရရဲ့မဆုံမနစ်သောပြုခွင်းမှုအပေါ်အာရုံစိုက်လျက်ရှိပါတယ်။နိုင်ငံတွေမှာရှိတဲ့ကြီးမားတဲ့မော့ဆက်တဆူကွန်ရက်ကိုပြစ်မှတ်ထားနေတယ်လို့သူတို့ကပြောပါတယ်။နောက်ဆုံးဖြစ်ပေါ်နေတဲ့အရာတွေကတော့အ ਨੇ ဆုံးအဖွဲ့ဝင်တန်းရှိတဲ့တော်လန်ရဲ့အစောက်တရဲ့ဇင်နာဝတ်ထမ်းဖြစ်ဖြစ်တဲ့ဘေးစင်မအဖွဲ့ဝင်တွေဟာအီရန်နိုင်ငံတဝက်မှာရှိတဲ့ရဲနဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းခဲ့ပါတယ်။ဤသဘောထားတင်းမာပြီးအင်အားစုကိုအဓိက အဓိပတိခေါင်းဆောင်အယာတိုလာအာလီခမနီရဲ့အကြီးဆုံးသားမတ်ချစ်ခမနီကကြီးကြပါတယ်နိုင်ငံတော်မှာရှိတဲ့လမ်းတွေအဝေးပြေးလမ်းတွေနဲ့ကြေးရွာတွေကိုပိတ်ဆိတ်တိုက်ဝင်ရှာပါတယ်စစ်စစ်ရေးဂိတ်တွေညတွေ့ချင်းပေါ်လာတယ်ကားတွေဘန်ကားတွေနဲ့ကုန်တင်ကားတွေကိုရပ်တန့်ပြီးတော့ရှာဖွေပါတယ်အာဏာပိုင်တွေကဖောက်ခွဲရေးပစ္စည်းတွေ drone တွေနဲ့တရှိုးတွေကိုအပူတပြင်းရှာဖွေလဲရှိပါတယ်မော့ဆက်ကနိုင်ငံအီရန်နိုင်ငံအတွင်းမှာကြီးမားတဲ့တရှိုးကုန်ရက်တစ်ခုကိုတိစောက်ခဲ့တယ်လို့တီဟီယန်ကပြောကြားခဲ့ပါတယ် လွန်ခဲ့တဲ့ဆယ်စုနှစ်အများအတွင်းမှာအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ပယ်ဆိုင်ရာဥဆောင်မှုအပေါ်အထည်ပြောက်အများဆုံးတက်ခတ်မှုများကိုပေါင်းစပ်ညှိနှိုင်းပေးတဲ့သူတွေလို့သူတို့ကပြောပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗဂျမန်နာတန်ယာဟူရဲ့ဇွန်လ23ရက်မှာပြောကြားခဲ့တဲ့အီရန်တာဝန်ရှိသူတွေကထောက်ပြပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုနှိမ့်နှစေဖို့အတွက်ရည်ရွယ်တဲ့ Operation Rising Lion ရဲ့အောင်မြင်မှုအတွက်သူကအီရန်မှာရှိတဲ့ Mossad အေဂျင့်များကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ထိုနေ့မှာပဲအစ္စရေးက IDF ပထမ line မတိုက်ခတ်မီနိုင်ပြည်လုံးမှာအီရန်နိုင်ငံအတွင်းလိုအပ်စစ်ဆင်ရေးတွေလှုပ်ဆောင်နေတဲ့ Mossad ကွန်မန်ဒိုများကိုပြသတဲ့ Sharp ဗီဒီယိုဖိုင်ကိုထုတ်ပြခဲ့ပါတယ်။ဒါကြောင့်အမေရိကန်ကပိုပြီးပြင်းထန်တဲ့ခြေလှမ်းတွေနဲ့ဝင်လာခဲ့တယ်လို့အီရန်ကစွပ်စွဲထားပါတယ်။ IDF နဲ့ Mossad တို့ကအီရန်ရဲ့ nuclear စစ်ဆင်ကိုပြင်းထန်စွာတိုက်ခတ်နေပြီးသူတို့ရဲ့တည်ရှိမှုကိုချိန်ချောက်ကကမ္ဘာငြိမ်းချမ်းရေးအတွက်အန္တရာယ်ရှိတယ်လို့သူတို့ကပြောဆိုကြပါတယ်။ အီရန်နဲ့အာဖဂန်နိုင်ငံသားတွေဖြစ်တဲ့သို့ဒါဇင်ပေါင်းများစွာကိုဖမ်းဆီးထားတယ်လို့အီရန်ကပြောပါတယ်။အများစုကအလုံးလက်မဲ့ဒါမှမဟုတ် truck ကရေမောသမားတွေဖြင့်လုကင်ခဲ့ကြပါတယ်။သူတို့ကမောင်းတုမဲ့လေရင်အစိပ်ပိုင်းတွေဖောက်ခွဲရေးပစ္စည်းနဲ့မောင်းကိုတွင်းချင်းဒါမှမဟုတ်အရေးကြီးတဲ့စစ်ဘက်ဆိုင်ရာအခြေလက်တွေကိုအစ္စရေးကိုပေါက်ကြားစေတယ်လို့ဆိုစွက်ခံထားရပါတယ်။မော့ဆက်ရဲ့ data twin ကွန်ရက်ကတော့၎င်းတို့ရဲ့အစ္စရေးကန်တွယ်သူများကိုထောက်လှမ်းရေးများပေးခဲ့ကြောင်းတီဟီရန်ကပြောကြားခဲ့ပါတယ်။ဒီအခြေလက်မှာအကြီးအကျယ်တမှုတွေနဲ့ နျူကလ িয়ার တိပ်ပများစင်ကိုလှုပ်ကြံတပ်ဖြတ်ဖို့အစီအစဉ်တွေပါပါတယ်။အီရန်နိုင်ငံအတွင်းမှာအစ္စရေးတရှိုးတွေကိုနိုင်နေမှုအပေါ်တောက်ခတ်မှုတွေမြင့်တက်လာပါတယ်။အထူးသဖြင့်အမေရိကန်ကပြည်ခဲ့တဲ့သတင်းပတ်ကအီရန်ရဲ့နျူကလ িয়ার နေရာတွေကိုလှုပ်ကြံပြီးတဲ့နောက်မှာတိုးတက်လာခြင်းဖြစ်တယ်။ယခုသတင်းပတ်မှာအစ္စရေးအတွက်တဆူလုံးတယ်ဟုဆွတ်ဆွဲခံထားတဲ့အမျိုးသားနှုတ်ကိုကွန်မြက်ခဲ့ပါတယ်။လူဝင်မှုကြီးကြရေးဆိုင်ရာအရာပေးအရာရှိဖြစ်ဟန်ဆောင်တဲ့စိုက်ဘာဆဲတခုကိုလည်ပတ်နေတယ်လို့သူဆွတ်ဆွဲခံထားပါတယ်။ပြပမှာမော့ဆက်ကံတွယ်သူတွေနဲ့လည်းတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။ အခြားတဦးကတော့အမျိုးအစားခွဲထားတဲ့စစ်ပက်ဆိုင်ရာအချက်လက်များကို cryptocurrency နဲ့လဲလှယ်ပေးပို့တယ်လို့ဆိုဆွခံထားရပါတယ်။နိုင်ငံရကြအကောင့်များထံပေးပို့တဲ့ငွေငွေပေးချေမှုအနိုင်ငယ်အတွက်ထုတ်ပြန်တဲ့အနေနဲ့အာဖဂန်နိုင်ငံသားတွေကလေကြောင်းရန်ကာကွယ်စနစ်ကိုရပ်ကူးခဲ့တဲ့အခက်ကြောင့်နိုင်ငံပိုင်ဗီဒီမီဒီယာကပြောပြပါတယ်ယခုလအစောပိုင်းကတပ်ပတ်အနီရှိရွာတွာမှာလက်ကင်းတွေကတီးတန်းအင်ဂျီတလုံးကိုဓာတ်ပုံရိုက်နေတဲ့အမျိုးသားနှစ်ဦးကိုဖမ်းမိခဲ့တယ်လို့ဆိုပါတယ်တချို့လို့တယ်လို့တန်တရားဖြင့် ရဲများတန်းလွှဲပြောင်းပေးခဲ့ပါတယ်။တီချန် Grand Bazaar မှာတဆူလို့တဲ့ဟိုတန်ကြားဖြင့်အာဖဂန်အလို့သမားဒါစင်ပေါင်းများစွာကိုဖမ်းဆီးတင်တင်ခဲ့ပါတယ်။1999ဒေါ်လာရရဲ့တင်ကြတာဖြစ်တဲ့ Basic Zina Wontan Piru Sik ဟာအီရန်နိုင်ငံတော်မှာအပြည့်အဝလှုပ်ရှားလက်ရှိပါတယ်။ဂျပန်နဲ့စစ်ပွဲကိုကြောက်ရွံ့ခြင်းနဲ့စစ်အာဏာရှင်တို့ရဲ့ဖိနှိပ်ချုပ်ချမှုကြောင့်မှယုံရင်ဆန်ကဖြစ်နေကြတဲ့တာမန်ပြည်သူတွေကတော့ဆိုရင်တကြီးစောင့်ကြည့်နေကြပါတယ်။အီရန်၊အစ္စရေးနဲ့အမေရိကန်တို့ကြားတင်းမာမှုများမြစ်တက်နေချိန်မှာ ကမ္ပဏီအစိုးရကပြည်သူစစ်တွေကိုစီးယုံကတန်တရားရှိတဆူတွေကိုကွန့်မြတ်ပြီးအစ်ဇွေရမော်ဆန်နဲ့၎င်းတို့ရဲ့ကြာစီတဲ့စစ်ပွဲကပြီးဆုံးသွားပြီဖြစ်ကြောင်းတတိပေးထားပါတယ်